လူပိတရားနာပြီးတော့နာဂတရားနာဉာဏ်ကခန္ဓာလဲပြီးတော့တရားနှလုံးသွင်းရမယ်အချိန်ရောက်နေပါပြီဒါကြောင့်မို့လို့ယောဂီသူတော်ရှင်များကိုဘုန်းကြီးရသည်အရင်ဆုံးတိဏ္ဍပတရားထိုင်ဤလေးနည်းနည်းလေးသင်ပေးမယ် အဲ့ဒီတရားထိုင်နေပြီးတဲ့အခါကျတော့ရှုမှတ်နည်းကိုနည်းနည်းလေးအကျယ်ချဲ့ပြီးတော့သင်ပေးမယ်။ကဲဒါကြောင့်မလို့အာုံတပါမရောက်ကြဘဲနဲ့အစနေလဲဖြစ်တဲ့အတွက်ထိုင်နည်းကို သင်ပေးမယ်ဆိုတော့ထိုင်နည်းရနိတိတတိပလင်ကံအာဘုစိတ်တော်ရတဲ့ခြေရည်လက်တွေကိုကာယ ဒီလိုတရားထိုင်လို့မရဘူးအဲဒါခြေကားရလက်ကားရဖွာပြီးတော့ထိုင်လို့မရတဲ့အတွက်ကြောင့်တမ်မလင်ခွေခွေခြင်းခွေလိုက်ပါတဲ့အမျိုးသမီးလည်းထိုင်လို့ရပါတယ်ဓမ္မမလို့ရှင်လည်းအတ္တပလင်ဆိုတဲ့တချမ်းဆောင်လေးပေါ့အမျိုးသမီးများထိုင်နေကြတချမ်းဆောင်လေးထိုင်ခြင်းထိုင်လိုက်ပါအဲဒါခြေလောက်နဲ့ပတ်သက်ပြီးတော့ထဲဝေဖွဲ့ခွေပြီးတော့နေရမယ်ဆိုတဲ့အတိတ်ပဲလေးပေါ့ လက်ကလည်းပဲသူနည်းတူစွာပဲတဲ့လက်ကရချီကရနဲ့မဖြစ်ဘူးအဲ့ဒီမိမိတမွေထိုင်တော့ဘိုင်နှမ်းမှာအသားလေးကပ်ပြီးတော့လဝါလေးဘဲဘဲလဝါလေးအရင်ချနောက်ညာဘဲလဝါလေးရအပေါ်ကရွရွရလေးတင်လိုက်တင်ပြီးတော့လက်မလေးချင်းထိကျင်နဲ့ထိထားကောင်းပါတယ်မထိလဲအသားလေးဒါကတ်ထားလိုက်ရပါတယ်အဲ့ဒါ လက်ကချီရဲ့ဖွဲ့ခွေနေရမယ်ဆိုတဲ့အသေးပဲတစ်ချက်ပြီးပါပြီနောက်ပါဆက်ဟောလဲပါဠိယဥဇုံกายံပဏိဒါယဥဇုံဖြောင်းစွာกายံကိုကိုပဏိဒါယတောင့်ထား၍ဖြောင်းထား၍ဟောခန္ဓာကိုယ်ကဖြောင်းထားရမယ်ခါမကုန်းစီနဲ့ခါးစင်လေးတွေအယိုးလေးတွေတဲပဲစီနောက်ပြီးတော့လယ်ပင်လေးတွေ အဲ့ဒါလေဘင်းကိုရှေ့လည်းမဆိုင်စေနဲ့နောက်လည်းမလန်စေနဲ့ရှေ့ဆိုင်လည်းမကောင်းဘူးငိုက်တက်တယ်နောက်လန်တော့လည်းကြည့်မကောင်းဘူးလန်တန်တန်ကြီးဖြစ်စောင်းပြန်လည်းမကောင်းဘူးလက်စင်းလေးတွေတဲ့တဲ့နဲ့ခါဖြောင်းလေဘင်းဖြောင်းပြီးတော့နေရမေးတဲ့ဒါဖြောင်းရမှာကခါနဲ့လေဘင်းဟောခါနဲ့လေဘင်းအနေစာပြီးပြီစောစောတော့လက်နဲ့ခြေတော်နဲ့ပြီးသွားပြီဟိုခါနဲ့လေဘင်းကဲဒီလိုဆိုပြီးပလားဆိုတော့ မျက်စိရမိတ်ပါဦးတဲ့။ဘာဖြစ်လို့မျက်စိမိတ်ရမလဲဆိုရင်တဲ့မျက်စိရကံမျက်စိပတာရစကုဆိုတာကံပေးတဲ့မျက်စိ။အဲဒီကံပေးတဲ့မျက်စိရအဆင်းကလွယ်ပြီးတော့ဘာမှမမြင်နိုင်ဘူးတဲ့။အဆင်းပဲမြင်နိုင်တယ်သူက။အဲဒီတော့ယုံနံလဲသူမသိနိုင်ဘူး။မဆင်ကျင်တတ်ဘူးတဲ့မျက်စိရ။ အကြောင်းအကျိုးလဲသူမဆင်ခြင်နိုင်ဘူးမရှုတတ်ဘူးတဲ့နောက်ပြီးတော့ဖြစ်မှုပြတ်မှုလက္ခဏာကိုလဲဒီမျက်စိကမမြင်နိုင်ဘူးတဲ့ဒါရင်မကားသေးဘူးတဲ့ဒီဖြစ်မှုပြတ်မှု မုံနာလဲပဲသူမလုတတ်ဘူးတဲ့မုံအောင်လဲဆုံးတဲ့နိဗ္ဗာန်ကိုလဲဒီမျက်စိနဲ့မမြင်ရဘူးဉာဏ်မျက်စိနဲ့မှမြင်ရတဲ့အတွက်ဒါမျိုးဖြစ်ပြအဲယုံနာတိတာလဲဉာဏ်မျက်စိဝမ်းထဲမှာရှိနေတဲ့မျက်စိဉာဏ်မျက်စိ အကြောင်းကျိုးသိတာလဲညံမျက်စိပဲဖြည်းဖြည်းမြင်တာလဲညံမျက်စိပဲဖြည်းဖြည်းပြတဲ့လက္ခဏာလေးကိုဒီဖြည်းဖြည်းကိုမုံတာလဲညံမျက်စိပဲဒီဖြည်းဖြည်းဆုံးတဲ့နိဗ္ဗာန်ကိုမြင်တာလဲညံမျက်စိပဲအဲအဲ့ဒါကြောင့်ကံမျက်စိကိုမှိတ်လိုက်တော့မှညံမျက်စိပွင့်နေဒါကြောင့်မလို့ကံမျက်စိကိုမှိတ်ပါတဲ့အဲတို့ယောဂီသူတော်စင်များကံမျက်စိမှိတ်လိုက်တဲ့အခါညံမျက်စိရ ဝင်လာဒါကြောင့်မျက်စီအတာမေးတင်နံပါမှိတ်ရမယ်ဥစ္စာကနောက်ပိတ်ရမယ်ဥစ္စာတခုရှိသေးတယ်ပါးစားတဲ့ကံမျက်စီမှိတ်တယ်လို့ဟာဒီပါးစားကိုလည်းပိတ်ပါအောင်နဲ့ပါးစားအဟောင်းသားကြီးနဲ့ယူတော့မိမိရဲ့အာဘုဇောတွေဘာတွေသူများတွေလည်းအနံ့နှိမ့်ဆက်မယ်ရင်ကောင်းတွေဘာတွေလည်းနှတ်တတ်တယ်ပါးစားနဲ့ယူတော့မကောင်းဘူးအဲဒါကြောင့်မလို့နှာခေါင်းနဲ့ပဲယူရမယ် မှန်မှန်လေးရှုဖို့မှန်မှန်လေးရှိုက်ဖို့ကဲဒါမြင်ပြန်ပြောမယ်တမငွေခွေးချင်းခွေးမခွေးရင်တချမ်းဆောင်လေးထိုင်လက်နှစ်ဖက်သားလေးဗိုင်းနှက်ကပ်ပြီးတော့ထလက်မလေးချင်းထိတ်တိထားတားလည်းမတွန်းထားနဲ့တွန်းရင်လည်းပူလွန်းတယ်ခါဖြောင်းလည်းပင်ဖြောင်းဖြောင်းရမှာနှစ်ချက်ပိယမကမျက်စိနဲ့ပါဇပ်ပေးဆိုတော့ကိုနေဟန်လေးရတရားထိုင်တဲ့ပုံစံလေးဖြစ်သွားပြီ။ ။အဲအဲဒီလိုတရားတိုင်းတဲ့ပုံစံလေးဖြစ်ပြီးတဲ့အခါကျတော့မှဒါမြတ်စွာဘုရားတော့သူ့ပါဠိတော်ဟောစဉ်တိုင်းဟောတာပေါ့လေ။ဒါသူ့ဤသူဟန်နဲ့မြတ်စွာဘုရားဟောတာလဲဘယ်မကောင်းမရှိ။သို့တော်လည်းဘုန်းကြီးတို့ကကျေးဇူးတော်ရှင်အကမဟာပန္ဒိတာမိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ဥပနိဒေယကို ခံယူပြီးတော့ဟောကြားမှာဖြစ်တဲ့အတွက်ကြောင့်ဆရာတော်ဘုရားကြီးရဲ့ဤအတိုင်းဘုန်းကြီးတို့ဟောကြားပါသူဆိုတော့ဆရာတော်ဘုရားကြီးက ပထမကွာတဲ့လက်ရှိခန္ဓာကိုယ်ကြီးမှာဘာမှမင်းတို့ကတွေးခြင်းမှတွေးဦးမယ်တဲ့တမာရိယာမရတော့စိတ်တဝိတုဒ္ဓိစိတ်လေးနည်းနည်းငြိမ်ဖို့စင်ကြယ်ဖို့ရန်အတွက်ဝင်လေထွက်လေဝင်တိုက်ထွက်တိုက်လေမှတ်ပါလို့ဒီလိုဩဝါဒပေးတဲ့တခါတခါကြတော့လေဒီဝင်တိုက်ထွက်တိုက်ကိုမဟောတော့ပါဘူးတခါတော့ဝိပဿနာထိုးပြီးတော့သင်ပေးတာလည်းရှိပါသို့တော်လေဒါလေးတော့နည်းနည်းလေးမှတ်လိုက်တာပေါ့လောကပူကပေါ့ခဲထိုင်မိတဲ့အခါကျတော့ ဒီတိုင်းထိုင်နေရမလားဆိုတော့မဟုတ်ပါဘူးတဲ့စိတ်လေးညင်အောင်မှတ်လိုက်ပါနာသီးဝလေးကိုတတိပြုတဲ့တတိလေးပို့လိုက်စမ်းအဝလေးနော်နှာခေါင်းဝလေးကိုပြောတာနာသီးပြားလေးကိုပြောတာမဟုတ်ဘူးနာသီးပြားလေးကဘယ်လိုလုပ်လေးတိုက်မလဲဒါမင်းအဲ့ဒီတော့ရှူလိုက်စမ်းလေးလေးကိုရှူတဲ့အခါနာသီးဝလေးကို တိုက်ပြီးတော့လေးလေးတွေကဝင်သွားပြန်ထုတ်လိုက်တဲ့အခါကျတော့နာသီးဝလေးကိုတိုက်ပြီးတော့ပဲထွက်ရဒီတစ်ပေါက်တည်းရှိတာ အဲ့တော့ဝင်တော့လဲနာသီးဝါလေးတိုက်ဝင်ရတာပဲထွက်သွားတော့လဲနာသီးဝါလေးကိုတိုက်ပြီးတော့ထွက်သွားတာပဲဒါမင်းဝင်တိုက်ဝင်တိုက်ကိုဝင်တိုက်လို့မှတ်လိုက်ရှင်လိုက်တော့ဝင်တိုက်ထုတ်လိုက်တော့ထွက်တိုက်ဝင်တိုက်ထွက်တိုက်ဝင်လေးထွက်လေးအဲ့ဒါလေးအရင်နမိနစ်၃မိနစ်၅မိနစ်ဆိုသလိုပေါ့ကိုသမารိမရသေးရအောင်ပေါ့ အဲ့ဒါလေးအရင်မှတ်ပါတဲ့ဒါသမာဓိမက်ခင်၃ပါးရပါတယ်ဒါဝင်တိုက်ထွက်တိုက်မှန်မှန်ကန်ကန်မှတ်နိုင်တယ်ဆိုရင်သမာဓိမက်ခင်၃ပါးရပြီကဲလက္ခဏာလေးတင်လိုက်ကြတော့ဆိုတော့ကဲဝင်တိုက်လေးကဝင်ပြီးတော့ဆုံးသွားတော့ဝင်တိုက်တဘောလေးတွေကနှာသီးဝလေးမှရှိသေးလားမရှိတော့နှာသီးဝတော့ငကိုလေးကရှိနေတာမနှာခေါင်းပြားနှာသီးဝတော့ ဒါပေမဲ့ဝင်တိုက်လေးတွေကတိုက်တဲ့အချိန်မှာတော့ရှိတာပေါ့။ဟောမတိုက်လဲမတိုက်ကောင်မရှိတော့ဘူး။ဟောဝင်တိုက်လေးကတိုက်ပြီးတော့ပြက်သွားပြီလို့ဒီလိုသိရ။ထွက်တိုက်လေးကလည်းထွက်တိုက်ပြီးတော့ဟောထွက်တာကုံသားတော့ပြက်သွားပြီ။ဒါမျိုးဝင်တိုက်ထွက်တိုက်ပထမမှတ်။ငါးမိနစ်လောက်မှတော့တမာရီရလာတော့မှန်မှန်ကန်ကန်မှတ်နိုင်ပြီ။ဝင်တိုက်ကိုထွက်တိုက်မဖြစ်စေနဲ့ထွက်တိုက်ကိုဝင်တိုက်မဖြစ်စေနဲ့။အဲဒီလိုမှန်မှန်ကန်ကန်မှတ်နိုင်တဲ့အခါကျတော့ မာရိယရလာပြီဆိုတော့လက္ခဏာပေါ်တင်လိုက်ဝင်တိုက်လေးရဖြစ်ပြီးတော့ပေါ်ပြီးတော့ပြက်သွားတာပဲတိုက်ပြီးတော့ပြက်သွားတာပဲထွက်တိုက်လေးရလည်းထွက်တိုက်တိုက်ပြီးတော့ပြက်သွားတာပဲဩဝင်တိုက်လည်းပြက်တာပဲထွက်တိုက်လည်းပြက်တာပဲဝင်တိုက်လည်းကုံဆုံးသွားတာပဲထွက်တိုက်လည်းကုံဆုံးသွားတာပဲလို့ဒီလိုလက္ခဏာပေါ်တင်လိုက်ရင်ဖြစ်ပြက်မြင်လာတာပါပဲဩအနာသီးဝမဖြစ်ပြက်မြင်လာပြီလို့ဆိုရမှာ အဲ့ဒါကိုအစာဆုံးကြိုးစားတဲ့အတွက်ကြောင့်မူလကမ္မထံလို့လဲခေါ်ပါတယ်အဲ့ဒါကို အရင်မူတည်ပြီးတော့ကြိုးစားပါတဲ့ခဲကြိုးစားလို့9မိနစ်10မိနစ်ရောက်လာတဲ့အခါကျတော့သမာဓိလေးရလဲရလာပြီဒီမှာလည်းပဲဝင်တဲ့ထွက်တိုက်လေးလည်းမှန်ပြီမှန်တဲ့အပြင်ဖြစ်ပြက်လည်းမြင်လာပြီဝင်တိုက်လေးပြက်ထွက်တိုက်လေးပြက်ကိုမြင်လာပြီဆိုကြပါစို့ဒါမြင်တို့တရားဓမ္မတွေဆက်ပြီးတော့ဝိပဿနာ မှန်မှန်ကန်ကန်ဖြစ်အောင်တဲ့ဒီနာသေးဝလေးဓာတ်ရင်ဖြစ်ပြရှုတတ်ပြီးတော့မျက်စီလည်းမရှုတတ်ဘူးနားလည်းမရှုတတ်ဘူးဟိုနံတဲ့အခါမှုတဲ့အခါလည်းမရှုတတ်ဘူးစားတဲ့အခါလည်းမရှုတတ်ဘူးခန္ဓာကိုယ်မှာပူးမှုအေးမှုလုံးမှုတွေပေါ်တဲ့အခါလည်းမရှုတတ်ဘူးတောင်တွင်းမြောက်တွင်းတွေးတဲ့အခါလည်းမရှုတတ်ဘူးဆိုရင် နာသေးဝမှာဝင်တိုက်ထွက်တိုက်လေးရှုနေတဲ့အချိန်တော့စိတ်ငြိမ်တာပေါ့ကြမ်းနဲ့သွားရင်းလာရင်းစားရင်းနေကြတော့တခါကိလေသာတွေကဝင်ပြန်ရော မိမိသားတွေကဝင်တော့ကြာမယ်တဲ့မကြာတဲ့နီးကိုငါပေးမယ်ဆိုဆရာတော်ဘုရားကြီးကရှင်သာရိပုတ္တရာကြီးဟောတဲ့အလုပေးတရားကိုထုတ်ပြီးတော့ဟောပါတယ်အေးဒါကြောင့်ယောဂီသူတော်စင်များနည်းနည်းလေးနားဆိုင်ပြီးတော့အလုပေးတရားလေးထောင်လိုက်ဒါလေးကတော်တော်ပဲခီးပေါက်သွားမှာဖြစ်ပါတယ်ခာယမိမံတမတထပရိဇာနာထပုဏပုဏံကာယေသဘာဝဝိရိတ်တဝါ ဒုက္ခတန်တံကရိတတိဒါကိုအနက်ကလေးပြပြီးရှင်းပြမယ်ဒါနားမလဲကြမရှိပါဘူးအိမကံယံဤလက်ရှိထိုင်းနေတဲ့ခန္ဓာကိုယ်ကြီးကိုသွားရင်လဲသွားတဲ့ခန္ဓာကိုယ်ပေါ့စားနေနဲ့စားတဲ့ခန္ဓာကိုယ်အိပ်ရင်လဲအိပ်တဲ့ခန္ဓာကိုယ်ပေါ့ဗျာအိမခန္ဓာဤလက်ရှိခန္ဓာကိုယ်ကြီးကို သမတထ ဉာဏ်နဲ့စောင့်ကြည့်စမ်းပါတဲ့ရှင်သာရိပုတ္တရာကြီးကပေးဖရာကလည်းထောက်ခံချက်ပေးတယ်ဒီလုပ်ပေးတရားကောင်းတယ်ကွာတဲ့သာဓုသာဓုဆိုပြီးတော့အခုဆရာတော်ဖရာကြီးကလည်းဒါပဲတတ်ပေါ်တယ်ဒီမကံရဤလက်ရှိခန္ဓာကိုယ်ကြီးကိုခမည်းတော်အခုရထားတာခန္ဓာရှိတယ်စာနဲ့ပြောမယ်ဆိုရင်တော့ရူပခန္ဓာဝေဒနာခန္ဓာသိညာခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာခန္ဓာ၅ပါးပေါ့ဒါစာနဲ့ပြောတော့ ဒါပေမဲ့ကိုယ်အရက်သုံးနဲ့ပြောမယ်ဆိုရင်တော့မျက်စိရှိတယ်ခင်ဗျားတို့စီမှာမျက်စိအကြည့်လေးနားရှိတယ်နှာခေါင်းရှိတယ်လျှာရှိကိုယ်ကြီးလည်းရှိတယ်ဆံပြားစားပြီးခြေပြားတက်အောင်စိတ်လည်းရှိတယ်နှလုံးအိမ်မှာကိန်းနေတဲ့စိတ်ပေါ့ဒါမင်း6မျိုးရှိတာပေါ့ဗျာခန္ဓာနဲ့ပြောတော့9မျိုးပေါ့မျက်စိနားနှာခေါင်းလျှာကိုယ်ကရူပက္ခန္ဓာ ိတ်ကဝิญညာနဲ့ခန္ဓာသူနဲ့ရှင်ဘောရှင်ဘက်ကဝေဒနာကဝေဒနာခန္ဓာတင်းညာကတင်းညာခန္ဓာကြံတဲ့စေသိက်90ရသင်္ခါရခန္ဓာပေါ့ဗျာစာသမားတွေလည်းပါခြင်းပါအောင်ပါဦးထားပါတော့အဲဒီတော့ခန္ဓာအနေနဲ့ပြောရင်၅ပါးကိုရှိတဲ့အရာဝတ္ထုနဲ့ပြောရင်6မျိုးမျက်စိနားနှာခေါင်းလျှာကိုယ်စိတ်ဓာရ6ပါးတလာယရဏခေါ်တာပေါ့အခုနဲ့ပြောတော့ဟောဒီ ပရိစ္ဆာသမုပ္ပါဒနဲ့ကွဲပြောတော့သလာယရဏသအာယရဏတန္တရာချက်တတ်တဲ့တရား6ပါးလို့ဒီလိုဆိုလို့တဲ့အဲ့ဒီတရား6ပါးခမရတို့စီမှာ အကြီး6တွယ်မှန်တကားကောင်းစွာတတ်ဆင်ထားတဲ့ခန္ဓာကြီးတဲ့ဗျခေတ္တမီမျက်စိရှိတော့တကားတကားသွားရင်လာရင်လည်းမျက်စိနဲ့အစင်းလင်းတဲ့ဖြတ်ဆိုလက်လဲဆိုမြင်စိတ်လေးပေါ်တာပေါ့အဲ့ဒီမြင်စိတ်လေးကိုဩမြင်ပြီးရင်ဖြစ်သွားတာပဲမြင်တဲ့ဘောလေးဟာဒီလိုစောင့်ကြည့်ရမယ်တဲ့ ဒါကြောင့်မလို့ဣမံကံယဤလက်ရှိခန္ဓာကိုယ်ကြီးကိုဣမံကံယဤမျက်စိနာနှာခေါင်းလျာကိုယ်စိတ်ဆိုတဲ့6မျိုးပေါ်မှာတဲ့ဓမ္မတထညာနဲ့ဆောင်ပြီးတော့ကြည်နေစမ်းမညာနဲ့တာကက်ခန့်နေဝင်လေထွက်လေမှမှရှုပြီးတော့အဲဒီ6ဌာနမှာအဲပေါ်ရပေါ်ရဌာနကိုတော့ပေါ်ရင်တော့ပေါ်တယ်ပြက်သွားရင် ပြက်တယ်လို့ငါရှုမယ်ဆိုတဲ့စိတ်ကလေးမွေးပြီးတော့စောင့်ကြည့်နေပါတဲ့ စောင့်ကြည့်နေပါတယ်။ဒါနဲ့ဆရာတော်ဘုရားကြီးကပြောတယ်။စောင့်ကြည့်လို့ရှင်ဘုရားတဲ့တွေ့ပါမလားဆိုရင်ခမရတို့မတွေ့တာစောင့်ကိုမကြည့်လို့မတွေ့တာပဲဖြစ်ရမယ်တဲ့။ဒီလိုပဲဆုံးဖြတ်ချက်ချစောင့်ကြည့်တဲ့လူမှန်ရင်တွေ့ကိုတွေ့ရမယ်တဲ့။ဒါကပဲမိလိန္ဒမင်းကြီးနဲ့ရှင်နာဂတိမလည်းပဲထောက်ခံချက်ပေးထားတယ်။မိလိန္ဒမင်းကြီးရရှင်နာဂတိမေးတယ်ရှင်ဘုရားဝိပဿနာဆိုတာဘယ်လိုလုပ်ရတာလဲတဲ့။ဟာတကားကြီးစောင့်ကြည့်ရတဲ့အလုံးတဲ့။ဟာရှင်ဘုရားမရှင်းဘူးတဲ့။ သာရကနဲ့ပြပါဆိုတော့တောရိယကြားလို့မှတ်ဖို့တကားကြီးရဲ့တောရိယကြားကဘယ်လိုလဲဖေရလို့မေးတော့မှတောရိယကြားတတ္တဝါလေးတွေကိုဘရောမှလိုက်ပြီးတော့ကဆုံးပေါက်ပြီးတော့မဖမ်းဘူးတကားကြီးတဲ့ချုံပုံလေးတွေကတတ္တဝါတွေလာမဲ့လမ်းအားတွေစောင့်မြော်ပြီးတော့စောင့်ဖမ်းတာပဲတဲ့မိလောက်ပြီးဆိုခုံအုံးလိုက်တာပဲတဲ့ဘရောမှတော့လိုက်ပြီးတော့ပြေးလွှားပြီးတော့လိုက်မဖမ်းဘူးတဲ့ဒါကြားရဲ့သဘာဝဟုတ်ကဲ့များတို့ကလည်းပဲမျက်စိနားနှာခေါင်းလျာကိုစိတ်ဆိုတဲ့၆ဌာနရှိတယ်ဗျာ ဒါသားကောင်လေးလာမဲ့နေရာပဲဗျဖြစ်ပြက်သားကောင်လေးလာမဲ့နေရာပဲမျက်စိမှမြင်စေးလေးလာမယ်လေလာပြီးတော့ပြက်မယ်နားမှကြတော့ကြားစေးလေးလာမယ်ပေါ်မယ်ပေါ်ပြီးတော့ပြက်မယ်လေအဲဒီလိုမျက်စိနားနှာခေါင်းလျာကိုယ်စိတ်6ဌာနဟာဒါသားကောင်တို့ရဲ့ဖြစ်ပြက်သားကောင်တို့ရဲ့ဖြစ်မှုပြက်မှုဒါဌာနကြီးပဲသားကောင်လေးလာတဲ့ဌာနပေါ့ခုတော့ပဲရှိ မလဲစောင့်နာစောင့်နေအဲ့ဒီမှာဝင်လေထွက်လေလေးမှန်မှန်ရှူမှန်မှန်ရှက်ပြီးတော့ဒါ ဒီ6ဌာနမှာပေါ်ရင်တော့ရှုမယ်ပြင်ရင်ဖြစ်ရင်ဖြစ်တယ်ပြင်ရင်ပြက်တယ်ရှုမယ်လို့စေရက်စိတ်နေတာခင်ဗျားတို့စောင့်နေတဲ့အဲကြောင့်တော်ရရကြာစောင့်ဖမ်းနေတဲ့ခင်ဗျားတို့ဝိပဿနာဉာဏ်ကြာလည်းပဲဒီလိုပဲတမာရီတိဟူသောဝင်လေထွက်လေလေးမှန်မှန်မှတ်ပြီးတော့စောင့်နေတော်ရရမျက်စိမှာပေါ်မယ်နားမှာပေါ်မယ်နှာခေါင်းမှာပေါ်မယ်လျှာမှာပေါ်သူပေါ်ခြင်းတဲ့နေရာပေါ်မှာပေါ့ဗျာအကြောင်းတိုက်ဆိုင်တဲ့နေရာမှာပေါ်မှာပေါ့ပေါ်တဲ့ခါမှာဖြစ်ရင်ဖြစ်တယ်ပြက်ရင်ပြက်တယ်ဒါလေးအကက်ခတ်ဖို့ပဲအဲကြောင့်ဝိပဿနာဆိုတာစောင့်ကြည့်ရတဲ့အလို့ ဝိပဿနာဆိုတာရှိမရှိအကဲခတ်ရတဲ့အလုပ်ဝိပဿနာဆိုတာ ကိုယ်အသေးလေးတွေကိုကြည့်တဲ့အလုပ်တဲ့ဗျ။အော်သူများတွေကြည့်တာကသမထပဲ။ကိုယ်အသေးဆိုတာကိုယ်မသေးခင်လေးမှာကြားစိတ်လေးတွေတည်သွားတာပြက်သွားတာနာစိတ်လေးတွေပြက်သွားတာရာသေရာသေပူမှုအေးမှုလေးတွေကိုယ်ခန္ဓာမှာပေါ်ပြီးပြက်သွားတာသေးတာပဲဒါလေ။ဒါကိုယ်အသေးသူများသေးမဟုတ်ဘူး။ကိုယ်အသေးကလည်းရှင်တုံးပဲတွေ့ရတယ်။သေရင်ကိုယ်လည်းမတွေ့ရတော့သူများပဲတွေ့တော့။ ဲကြောင့်ရှင်တုံးကြည်ရတယ်ဝိပဿနာဆိုတာရှင်တုံးလုပ်ရတယ်အသက်ကျမ်းမာရေးလေးလဲကောင်းတုံးတတိလေးလဲကောင်းတုံးချိန်မှာကျိုးစားရအဲဒါကြောင့်စောင့်ကြည့်ရတယ်ဒါမြင်အခုလည်းပဲဣမံကံယာဤလက်ရှိခန္ဓာကိုယ်ကြီးကိုဝါမျက်စိနာနှာခေါင်လျှာကိုယ်စိတ်ဆိုတဲ့၆ဌာနကိုသမတ္တထစောင့်ပြီးတော့ကြည်နေပါပရိဇာနာတပုဏံ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 အဖံပံထထပရိဇာနာထ ဖြစ်ရင်ဖြစ်တယ်ပြက်ရင်ပြက်တယ်အော်မြင်စိတ်လေးပေါ်ပြန်ပြီမြင်စိတ်လေးပြက်ပြန်ပြီနားမှာကြားစိတ်လေးပေါ်ပြန်ပြီကြားကြားစိတ်လေးပြက်သွားပြန်ပြီနားမပြက်ပါဘူးကြားစိတ်ပဲပြက်သွားတာပဲနှာခေါင်းမှာနံစိတ်လေးပေါ်လာပြန်ပြီနံစိတ်လေးပဲပြက်သွားတယ်နှာခေါင်းမပြက်ပါဘူးလျှာလည်းမှခြိုရာခြင်းနဲ့တည်တဲ့စိတ်လေးရတာခံစားတဲ့စိတ်လေးပေါ်လာတယ်ဒီစိတ်လေးပဲပြက်သွားတယ်သံမြာစားပြီးတော့ခြေပြတိုင်အောင်ဟိုနေရာဒီနေရာပူမှုအေးမှုလှုပ်မှုမွမှုရွမှုတွေပေါ်တဲ့ဒါတွေလည်းသူ့နေရာတူပေါ်တဲ့နေရာမှာပြည့်သွားတယ် မိမိမနောမှတောင်တွေးမြောက်တွေးသားတွေးသမီးတွေးပစ္စည်းတွေးအမျိုးမျိုးတွေးကြတဲ့တွေးတဲ့သဘောလေးတွေကလည်းတွေးပြီးရင်ပြက်သွားတယ်။အဲလို၆ဌာနမှာပေါ်ရပေါ်ရအထင်ရှားဆုံးကိုသတိထားပြီးတော့ခမည်းတော်ကအဲ့ဒါစောင့်ကြည့်တယ်။စောင့်ကြည့်တော့နာမကြားစိပေါ်လိုက်ပြက်လိုက်နာမပေါ်များမျက်စိကတော့မိတ်ထားတော့မပေါ်တော့ဘူး။၎င်းမှာလည်းနတ်စိတ်ကတော့တစ်ခါတခါပေါ်မယ်နဲပါတယ်ပါဇက်ကတော့ပိတ်ထားတော့လဲစားမှမစားတာပဲပေါ်မလဲဟောကိုမှာပေါ်တာများမယ်နားရယ်ကိုရယ် စိတ်ဟောစိတ်မှာပေါ်တာများတယ်ဟွာလေးទីလိုက်ဒီဟာလေးទីလိုက်ဟွာလေးတွေးလိုက်ဒီဟာလေးတွေးလိုက်ပေါ့အဲ့ဒီပေါ်ရပေါ်ရတွေကိုဖြစ်ရင်ဖြစ်တယ်ပြည့်ရင်ပြည့်တယ်လို့သိအောင်ထက်ခါထက်ခါလုံနေပါဘာဖြစ်လို့ထက်ခါထက်ခါလုံရတယ်လဲဆိုတော့ဝိပဿနာမဲ့ဆိုတာဘာဝိတာဘူလိကတာကျိန်ပန်များစွာထက်ခါထက်ခါပွားရတယ်တဲ့အဲ့လိုကျိန်ပန်များစွာထက်ခါထက်ခါပွားမှ ဓမ္မဒီကိလေသာတွေရပရိယုဒ္ဓထားမဲ့ကိလေသာတွေမထဘူးကိန်းတဲ့ကိလေသာပါ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 ပြီးတော့နောက်ဆုံးမဲ့အစ်စ်ကြီးလေးရောက်ကိုပြတ်တာပေါ့အဲ့ဒါဘာဖြစ်လို့ပွားရလဲဆိုထက်ခါထက်ခါပွားရဆိုကိလေသာတွေထူလို့ပြုနဲ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 ရေပုံနဲ့ထိုးချနေရတာပေါ့ဒါကော်ပန်နဲ့စားနေရတာပေါ့ဒီသဘောမျိုးပါပဲဘုရားမြတ်စွာဘုရားကပါလာတဲ့ကိလေသာတွေရလဲဆက်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 အကြောင်းကျိုးဆက်ပါလာဒီဘဝမှာလဲလောဘဒေါသတာကြီးတွေ့မရကြွေတွေနဲ့တခါတည်း ကိလေသာတွေကမြင်လာတော့ကိလေသာဒုဟာထူးနေထူးတော့တစ်ချက်တည်းရေပေါ်တိုက်လို့ဘယ်ကုံသွားမလဲဗျနည်းနည်းတိုက်လိုက်နည်းနည်းတိုက်လိုက်နည်းနည်းတိုက်လိုက်နဲ့တိုက်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 ပြီးတော့ခြာနေရအဲ့ဒါတိုက်တာဝိပဿနာမဲ့ပါပဲအဲဒါမလို့ပရိသနာတပုဏ္ဏ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 ဖံပန်ထတပရိသနာတဖြစ်ရင်ဖြစ်တယ်ပြည့်ရင်ပြည့်တယ်ဒါလေးလည်းတတိထားဖြစ်တော့မှဖြစ်တယ်လို့ကိုတွေ့မှတွေ့တယ်ဖြစ်တယ်လို့ရှုရတယ်ပြည့်တော့ကိုတွေ့လို့ရှိရင်ပြည့်တယ်လို့ရှုရမှာ ဖြစ်တာပြက်တာမတွေ့ဘဲနဲ့ဗဇက်ကဖြစ်ပြက်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 ဒီလိုလုပ်လို့လည်းမရဘူးတဲ့ဒါယမ်းမှန်းပြီးရှုနေတဲ့အယူတဲ့တေချာတွေ့လို့မဟုတ်ဘူးတာမန်ပတ္တိတာဘောလို့ဖွင့်ထားတယ်ကိုယ်တိုင်မြင်မှကိုညာလေးနဲ့ဖြစ်တာကိုဖြစ်တယ်ဟောပြက်သွားတာပြက်တယ်ဒီလိုမြင်မှဒါမှတန်ဒိဋ္ဌိကိုကောင်းစွာမြင်တဲ့တာမန်ပတ္တိပြတာဘောကိုယ်တိုင်မြင်တဲ့အမြင်ဖြစ်မယ်အခုတော့ကြားတာနဲ့ဘုန်းကြီးကဖြစ်ပြက်ရှိရမယ်ဆိုပြီးပါဇက်ကဖြစ်ပြက်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 ဘာမှလည်းမတွေ့ဘဲနဲ့လုံနေတယ်တရားရမှာမဟုတ်ဘူးကုသိုလ်တော့ရမယ်ပေါ့ တရားမရနိုင်ဘူးအေးအဲ့ဒါသိအရေးကြီးတယ်ဒီကိစ္စအဲဒါမလို့ဖြစ်တာတွေ့ရင် ဖြစ်တယ်ပြက်တာတွေ့မှပြက်တယ်အဲ့ဒါကိုပဲပရိဇာဏတပုဏပုဏံအဖပန်ထထမှန်မှန်ကန်ကန်လုံနေပါကဲဒါမင်းအရှင်မြတ်အဲ့ဒီလိုလုံနေလို့ဘာကျေးဇူးများတယ်လေလို့ဒီလိုမေးလိုက်ဟာများတာဗောတဲ့စာရပြောမယ်กายေတဘာဝဝိရိတ်တဝါနာกายေတဘာဝဝိရိတ်တဝါ ကာယလည်းခန္ဓာကိုယ်ကြီးတဲ့၌တဘာဝံဖြစ်လိုက်ပြက်လိုက်ဆိုတဲ့သဘောခန္ဓာလေးတို့ကိုဝိတိတ်ဒွါနာကြာကြာနတ်နတ်ကောင်းစွာညံနဲ့တွေ့ရ၍ဒီလိုကောခန္ဓာမှာပေါ်ရပေါ်ရလေးတွေကိုလိုက်ပြီးတော့ရှုနေစမ်းပါတဲ့ရှုနေလို့ရှိရင်နောက်တပြေးပြေးနဲ့လက်တွေပျောက်သွားလိမ့်မယ်တဲ့ခြေထောက်တွေပျောက်သွားလိမ့်မယ်ခေါင်းတွေပျောက်သွားလိမ့်မယ်အထယ်ကြီးတွေပျောက်သွားလိမ့်မယ်ယောက်ျားမိန်းမဆိုတာဝေးရောတခါလည်းမလာတော့ဘူး ဩဒီနဲ့ပေါ်ဒီနဲ့ပြတ်ပါလားအပူတဲ့သဘောလေးပေါ်ပူတဲ့သဘောပြတ်တာပဲအေးတဲ့သဘောလေးပေါ်အေးတဲ့သဘောလေးပြတ်တာပဲကြားတဲ့သဘောလေးပေါ်ကြားတဲ့သဘောလေးပြတ်တာပဲဩဒါကတောက်တဲ့သဘောလေးပေါ်တောက်တဲ့သဘောဩပေါ်တဲ့သဘောတွေပဲပြက်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 နေမှာဩပေါ်ပြန်ပြီပြက်ပြန်ပြီပေါ်ပြန်ပြီပြက်ပြန်ပြီပေါ်ပြန်ပြီပြက်ပြန်ပြီဆိုတော့ဟောလုံးရတန်တန်နေပျောက်သွားတယ်သဘောတွေညံအောင်မှရောက်နေခွညံအောင်မှသဘောတွေရောက်နေပြီလက်လက်ပူ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 ပြီးတော့လက်တွေလက်ပျောက်သွားတယ် ခြေတော်တွေလည်းပျောက်ပျောက်လာတဲ့ခေါင်းတွေလည်းပျောက်လာတပြေးပြေးနဲ့ပါဖျက်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 နဲ့တစ်ခုပြီးတစ်ခုပြက်နေတာဖြစ်နေတာကိုမြင်တော့တယ်အဲ့ဒါဆိုရင်တို့တက္ကရာမတွေဘာမှခင်ဗျတက္ကရာတိတိဖြုတ်ဆရာမလို့တော့ပြုတ်နေပြီအတိညာနဲ့အပွားညာနဲ့ခုနဘုန်းကြီးဟောတာကအတိညာနဲ့ပြုတ်တယ်အခုကအပွားညာနဲ့ပြုတ်နေပြီပြုတ်နေပြီခင်ဗျားတို့ဖြုတ်ဆရာမလို့တော့ဘူးဖျက်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 လေးမြင်တာနဲ့သဘောလေးတွေဖြစ်ပြမြင်တာနဲ့ အဲဒါကြောင့်ကာယလက်ရှိခန္ဓာကိုကြည့်တဲ့နိုင်တဘာဝဖြစ်လိုက်ပြက်လိုက်ဆိုတဲ့သဘောခန္ဓာလေးတို့ကိုဝိတိတ်တဝနာကောင်းစွာသူဉာဏ်နဲ့တွေ့နေပြီလက်ရှိခန္ဓာပေါ်မှာအကြောင်းတိုက်ဆိုင်လို့ပေါ်လာတဲ့သဘောခန္ဓာလေးတွေ तू တွေ့သွားပြီတဲ့စောစောတုန်းက तू မတွေ့ဘူးတဲ့လက်ရှိခန္ဓာပဲ तू တွေ့လက်တွေ့တယ်ခြေတော်တွေ့တယ်ခေါင်းတွေ့တယ်ဒါငါဒါငါငါဥစ္စာငါပစ္စည်းဒီလိုနဲ့ तू သိတာယောက်ျားပဲမိန်းမပဲဘုန်းကြီးပဲဒါတော့ပဲသိသိတယ်တဲ့တရားမထုတ်ခင်တော့ အဲ့တော့သူသေးချာညာနဲ့စောင့်ကြည့်လိုက်တော့ဩပူဓာလေးပေါ့ပူဓာလေးပြည့်အေးဓာလေးပေါ့အေးဓာလေးပြည့်မကြဓာလေးပေါ့ကြဓာလေးပြည့်ရဓာလေးပေါ့ရဓာလေးပြည့်အမလေးတွေးပြန်တော့သားတွေးသားပြည့်သမီးတွေးသမီးပြည့်တွေးစိတ်လေးတွေလည်းပြည့်နေတာဩဖြစ်ပြက်ပဲရှိပါလားဖြစ်မှုပြက်မှုလက္ခဏာလေးတွေပဲခန္ဓာမှာရှိနေပါလားသဘောခန္ဓာလေးတွေပိုင်သွားလိုက်ဟောဒီလက်ရှိခန္ဓာကိုယ်ကြီးသူညာအောက်မှာပြောင်းနေတယ်ရှိပင်နဲ့ပြောင်းနေတယ်ဘာတွေရောက်နေလဲဖြစ်လိုက်ပြက်လိုက်ဆိုတဲ့သဘောခန္ဓာတွေပဲရောက်နေတယ်တဲ့ ဟောဒါအမြင်မှန်ပဲသဘောဆိုတော့တက္ကဒိဋ္ဌိပြုတ်ပြီလေအကြောင်းမကင်းလို့ဖြစ်လာတယ်ဆိုတော့အုတ်စေတာဒိဋ္ဌိပြုတ်တယ်ပေါ်ပြီးတော့လည်းပြက်သွားတယ်ဆိုတော့မခိုင်မမြဲလို့ပြက်တာပေါ့သတ္တရဒိဋ္ဌိလည်းပြုတ်တယ်ဘာမှဖြုတ်เสียမလို့သူကဆိုဩသဘောဖြက်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 သဘောလေးပို့လိုက်သဘောလေးပြက်လိုက်မြင်ဒိဋ္ဌိသုံးမျိုးကပြုတ်နေပြီဖြုတ်เสียမလို့တော့ဖြုတ်เสียမလို့တော့အပေတကားပိတ်တလောက်ဖြစ်သွားပြီနော်တို့ဒကာဓမ္မကြီးကျိုးစားသုလသောတပံဖြစ်ပြက်လှိုင်လှိုင်လေးမြင်နေသဘောကြကြမြင်နေ ဆိုရင်မဲ့သုလသောတပန်လောက်ခကြီးပေါက်သွားပြီတဘွားနှစ်ဘွားတော့စိတ်ချသွားဆက်အထုတ်သွားရင်ဘယ်သွားဆက်ရှိတော့မလဲဗျဘယ်လဲအဲ့ဒါကြိုးစားရမယ်အဲတော့ကာယလက်ရှိခန္ဓာကိုယ်ကြီးရဲ့၌တဘဝဖြစ်လိုက်ပြင်လိုက်ဆိုတဲ့သဘောလက္ခဏာလေးတို့ကိုဝါသဘောခန္ဓာလေးတို့ရဲ့ဖြစ်မှုပြင်မှုကိုဝိဒိတ်တဝနာညံနဲ့ကောင်းစွာတွေ့ရ၍သောသောတော့မတွေ့ဘူးတော့တွေ့သွားပြီအထယ်ပြောက်ပြီးတော့သဘောတွေကြီးဖြစ်လိုက်ပြက်လိုက်ကိုသွားတွေ့ကြည့်ပါများတော့ဒါကိုဆရာတော်ဘုရားကြီးလည်းဥမာပေးထားတယ် ရေကွက်တစ်ခွက်ပေါ့ကွာတဲ့ရေကွက်ထဲရေထည့်ထားတဲ့ဟောဒီမှာရေကွက်ကွာဟောဒီမှာရေကွာလို့ပထမပြောလိုက်တဲ့ဒီလူတယောက်ကိုကြိတ်ခိုင်းတယ်ဟာဟုတ်တယ်ဗျာရေကွက်နဲ့ရေရှိတယ်ဗျကဲကြည့်နေခင်ဗျဘာကြည့်ရမှာလဲဗျမေးတယ်တော့မေးမှာပေါ့စောင်းတာနဲ့တဲ့တာနဲ့ခင်ဗျကြည့်ပါတေချာဟောဒီမှာစောင်းလိုက်ပြီဘာသဘောရောက်နေလဲစောင်းသဘောဟောဒီမှာတဲ့ပြီတဲ့သဘောဟောဒီမှာစောင်းပြန်ပြီ ဘယ်သဘောရောက်နေလဲစောင်းသဘောဟောဒီမှာတဲ့သွားပြန်ပြီတဲ့သဘောစောင်းနေတဲ့တွေစောင်းနေတဲ့တွေစောင်းနေတဲ့တွေအဲ့ဒီရေခွဲနဲ့ရေကိုစောင်းတာတဲ့တယ်စောင်းသဘောနဲ့တဲ့သဘောခင်ဗျကြည်စမ်းဆိုကြည်ခိုင်းတော့စောင်းရင်သူကစောင်းတယ်တဲ့ရင်တဲ့တယ်စောင်းရင်စောင်းတယ်တဲ့တယ်စောင်းတယ်တဲ့တယ်သူဒါပဲသူကြည်နေတာကြည်ပါများလာတော့ရေခွဲနဲ့ရေဟာရှိတာပဲကိုညံအောင်မှာပြောင်းနေတယ်ရှိတော့ရှိတယ်သတိမထားတော့ပြောင်း သူကဘာတတိယနေလဲစောင်းနာနဲ့တဲ့တာစောင်းတဘောနဲ့တဲ့တဘောပဲသူတတိထားနေတော့ဒါပဲတွေ့တာပေါ့ရေခွက်နဲ့ရေရှိတာပဲဒါပေမဲ့သူရှိမှမသိဘူးအဘိဓမ္မာလည်းလက်ရှိခန္ဓာကိုယ်ကြီးကတော့ရှိနေတာပဲထိုင်ရကြည့်ရတော့ဒါပေမဲ့သူကဘာကြည့်လဲဆိုတော့ပေါ်လာတဲ့သဘောနဲ့ပြည့်တဲ့သဘောပေါ်လာတဲ့သဘောနဲ့ပြည့်တဲ့သဘောဒါကိုပဲသူကကဲခတ်ဒါကိုပဲကဲခတ်တော့ဒါကိုပဲသူတွေ့တာပေါ့ တော့ကြဖြတ်ကလေးပေါ်လာလိုက်ဖြတ်ကလေးပြတ်သွားလိုက်ဒီနာပေါ်ဒီနာပြက်ကပ်ပေါ်ကပ်ပြက်ဘယ်မှလာတာမဟုတ်ဘူးပြက်တော့လည်းဒီလိုပဲပြတ်သွားချက်ချင်းပေါ်ချက်ချင်းပြက်အော်ကြည့်မယ်ကြမ်းတော့ကြည့်မခံပါလားပိုင်ပိုင်နိုင်နေသူသိလာလိမ့်ဒါကိုကာယီတဘောင်ဝိရိတဝါလို့ပါဠိရဆိုတယ်ကာယီလက်ခြေကဏ္ဍကိုကြီးတဲ့နိုင်ဝါမျက်စိနာနံခေါင်းလျာကိုစိတ်ဌာနတို့၌တဘောင်ဖြင်းမှုပြက်မှုသဘောလက္ခဏာခန္ဓာလေးတို့ကိုဝိရိတဝါနာကောင်းစွာညာနဲ့တွေ့ရ၍ဒါတွေ့တော့ဗာကျေစုမြတ်လည်းဒိဋ္ဌိပြုတ်တယ် ဒိဋ္ဌိပြုတ်သွားပြီအမြင်မှန်းဒါသမာဓိဋ္ဌိဒါပေမဲ့ဒီလိုကြာရှည်ကြည့်လာလို့ရှိရင်အရှင်ဘုရားဘယ်လိုကျေးဇူးများမလဲသဘောဖြစ်လိုက်ပြက်လိုက်သဘောဖြစ်လိုက်ပြက်လိုက်ဖြစ်ပြန်ပြက်ပြန်ပြီးဖြစ်ပြန်ပြီးပြက်ပြန်ပြီးဖြစ်ပြက်ပြက်ပြက်ဖြစ်ပြက်ဒီလိုကြည့်နေပါကျေးဇူးဟာကျေးဇူးများတာဘောဖြစ်ပြက်ကဒုက္ခသစ္စာတဲ့သစ္စာနဲ့ပြောတော့ဒီဖြစ်နာပြက်နေတာမခိုင်မမြဲတော့ဒုက္ခသစ္စာလို့ဖွဲ့ရနားလို့ကျင်လို့တော့မဟုတ်ပါဘူးဖြစ်ပြီးပြက်တဲ့အတွက်ကြောင့်ဒုက္ခသစ္စာအဲ့ဒီဒုက္ခသစ္စာကိုညံနဲ့မြင်းနေတဲ့အမြင်ညံလေးရ မေခသစ္စာဩလက်ဆက်ဆက်တော့ဖြစ်မှုပြမှုကဒုက္ခသစ္စာအမှန်တည်းနေတယ်တကယ်ပုဂ္ဂိုလ်တော်ဟာမရှိဘူးပေါ်တာကသဘောပေါ်တယ်ပြစ်တော့လဲသဘောပြစ်တယ်ဩသဘောပြစ်သဘောပြစ်အမှန်မြင်နေအမြန်သိနေတဲ့အတိတိဒါအမှားသိမဟုတ်ဘူးအမှန်သိဖြစ်တဲ့အတွက်ကြောင့်မေခသစ္စာဖွဲ့ပါဒါမင်းဖြစ်ပြကဒုက္ခသစ္စာသိတဲ့ဉာဏ်မြင်နေတဲ့ဉာဏ်ကမေခသစ္စာဖြစ်ပါလေ ဒါပြင်ဒီမက်ကကိုယ်ခန္ဓာထဲမှာကိုဉာဏ်ထဲမှာရောက်လာတော့ဘာကျေးဇူးများလဲဆိုတော့ဟောသေတာသမှုရိယသစ္စာသေတဲ့ကျေးဇူးများတယ်သမှုရိယဆိုတာဘယ်လိုလဲလကောယောက်ျားထင်တယ်မိန်းမထင်တယ်ပုဂ္ဂိုလ်တ attva ထင်တယ်ခင်စရာမင်းစရာချစ်စရာဒါငါပဲသူပဲဒိဋ္ဌိတွေလည်းပါတယ်ဟောတဏှာဥပါဒံကံဆိုတော့ဒါသမှုရိယသစ္စာတွေပေါ့ဒိဋ္ဌိဆိုတော့လည်းသမှုရိယသစ္စာပဲ အဲသေတာသမှုရိယတစ္ဆာသေတယ်ယောက်ျားလည်းမထင်တော့ဘူးမိန်းမလည်းမထင်တော့ဘူးကိုယ်ကိုယ်တော်ကလည်းမထင်တော့ဘူးချောတယ်လာတယ်လည်းမထင်တော့ဘူးခင်းစရာမင်းစရာလို့လည်းမထင်တော့ဘူးကြည်လိုက်ရင်အခုကြည့်အခုပြောက်အခုကြည့်အခုပြောက်ရှိပြောက်ရှိပြောက်တွေကြီးပဲတွေ့နေရတော့ဩဘယ်မလဲမိန်းမဘယ်မလဲယောက်ျားဘယ်မလဲချစ်စရာခင်းစရာကြည့်မယ်ကျန်တော့မရှိတော့ခင်းလို့လည်းမရပါလားအမှန်သိတဲ့အတွက်ကြောင့်တခါတည်းအမှားသိတယ်အကုန်လုံးပြောက်သွားတာဒါကြောင့်မလို့အလင်းရောက်ရင်အမှောင်ပြောက်တယ်ကြောင်ရောက်ရင်ကြွက်ပြောက်တယ်မွေပါရောက်ရင်မွေပြောက်တယ်ဆိုတာလို့ဒီဥမာအတိုင်းပဲ ယခုလည်းပဲတို့တရားဓမ္မတွေအမှန်တရားရောက်လာတော့အမှားတရားတွေကပျောက်ပျောက်တာဒါဒိဋ္ဌိတွေပျောက်တာပဲသမှုရိယသစ္စာတွေသိတာပဲဒါကြောင့်မလို့ဖြစ်ပြကဒုက္ခသစ္စာအမှန်သိတဲ့ဉာဏ်လေးရမေဂသစ္စာဟောအမှားသိတွေပျောက်တာကအမှားသိတွေရသမှုရိယသစ္စာပျောက်ပြီးသေးပြီအဲသေးတာကသမှုရိယသစ္စာဒါမင်းဒီပုဂ္ဂိုလ်ဒီတိုင်းသာရှုသွားရင်ဘယ်ရောက်မလဲလို့မေးစရာရှိအဲမှမပြောနိဗ္ဗာန်ရောက်ဖို့ပဲရှိတော့ဘာဖြစ်လို့လဲဆိုတော့ဟောဒီဖြစ်ပြဆုံးတဲ့နိဗ္ဗာန် ရောက်လိမ့်မယ်ဘယ်လိုရောက်မှာလဲဖရာဆိုတော့ဖြစ်ပြမြန်မာများတော့အမှန်တရားမြန်မာများတော့ဖြစ်ပြကိုမုံလာလိမ့်မယ်ဂျာတော့ဒီဖြစ်ပြကိုမတွေ့ကျင်တော့ဘူးမကြည့်ကျင်တော့ဘူးဒီဖြစ်ပြလည်းမနေကျင်တော့ဘူးဒီဖြစ်ပြကိုလည်းကိုညာနဲ့မကြည့်ကျင်တော့ဘူးဆိုတော့ဟောတဏှာသေးသွားလိမ့်မယ်တဲ့တဏှာသေးတယ်ဆိုတော့စောစောတော့မှသေးတဲ့တဏှာကသမုဒိယသစ္စာကထမဲ့တဏှာအခုတော့ဘဝများစွာသာသနာကကိန်းအောင်ပြီးတော့ဒုက္ခပေးလာတဲ့တဏှာအနုတ္တိယဓာတ်ခေါ်တာပေါ့အနုတ္တိယကိလေသာအဲ့ဒီဓာတ်ကပါ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 ပြီးတော့နောက်ဆုံး ြတ်ထွက်သွားအဲပြန်လဲပြတ်သွားတော့တဏှာနိရောဓနိဗ္ဗာန်ဟောတဏှာလဲချုပ်လိုက်ကောတကယ်ကိုဒီဖြစ်ပြမလို့လဲမလို့ခြင်းရောอืมဖြစ်ပြကဖျားဆိုဆုံးသွားတဲ့ဖျားဒါကတော့ကိုယ့်အကိုဆုံးခြင်းလို့မရဘူးညံရင်လာလို့ရှင်ညံကအဆုံးသတ်ပေးလိမ့်မယ်တဲ့ဆရာတော်ဘုရားကြီးကဒါညံလို့တဲ့ကိုယ့်လို့မဟုတ်ဘူးတဲ့ဆုံးတာကကိုယ်ကဖြစ်ပြမြင်အောင်လုပ်တဲ့အလုပ်ထက်ကတက်ကမြင်အောင်လုပ်လဲလို့မလို့တမ်းမြင်အောင်လုပ်တဲ့အလုပ်ကတော့ကိုယ့်လို့ပဲတဲ့အဲဒါကြောင့်ယောဂီတို့တော်တင်များ အဲ့ဒါကိုဒုက္ခတန်တန်ဂရိတ်တိလို့ပါဠိလိုဆိုတယ်ဒုက္ခတန်တန်ဒုက္ခတအန်တန်ဒုက္ခအဆုံးဖြစ်တဲ့နိဗ္ဗာန်ကိုဝါဖြစ်ပြဖြစ်ပြဆုံးသွားတဲ့သဘောနိဗ္ဗာန်ကိုဂရိတ်တိမသေးခင်မှာပင်မျက်မှောက်ထင်ထင်ဉာဏ်နဲ့မြင်ရလက်တန်တဲ့မသေးခင်မှာပင်မဉာဏ်နဲ့မြင်လိုက်ပဲတဲ့အေးအဲ့ဒါကြောင့်ယောဂီသူတော်ဇင်များဖြစ်ပြကဒုက္ခဒေသတိတဲ့ဉာဏ်ကမေကဒေသရောက်လာတော့ဒေတာကသမှုရိယဘေဒနာသမှုရိယတွေလည်းထမဲ့ကိလေသာတွေတယ် ကိန်းတဲ့ကိလေသာလည်းပါတဲ့လောက်ပါတယ်။အဲ့ဒါဆက်ရှုလိုက်တော့နောက်ဆုံးကိလေသာပြတ်ထွက်သွားတာပေါ့။အကိလေသာပြတ်တာကိုဘယ်လိုခေါ်တယ်လဲဆိုရင်တဏှာကုန်သွားပြီလို့ခေါ်ရမှာပဲ။အဲ့ဒီတဏှာလည်းကုန်သွားတော့သမုဒိယတစ္ဆာလည်းအကျွင်းမဲ့ချုပ်သွားတော့ဟောတဏှာနေတော့တော့နိဗ္ဗာန်ဆိုပြီးတော့နိဗ္ဗာန်ပေါ်လာတာပဲ။နိဗ္ဗာန်လည်းပေါ်လာတော့ဟောမဲ့စစ်ဖို့စစ်တယ်မဲ့ညာဖုန်ညာကြပြီးသောတပန်အနေဆုံး ိဗ္ဗာန်တခါမြင်နေဆိုသောတပန်အနေဆုံးတည်တာပဲသောတပန်တည်တယ်ဆိုတော့တို့တက္ကမတွေဒိဋ္ဌိဝေစီကိစ္စတော့ဒီပင်ကိလေသာအပြီးမတတ်ပေနဲ့ဒိဋ္ဌိနဲ့ဝေစီကိစ္စကိုအပြီးတတ်လိုက်တယ်ဒါကြောင့်ဒုက္ခတန္တာကရိတ္တိဒီအတိုင်းကျင့်ရမယ်ဒါကြောင့်မလို့ကဲလက်ရှိခန္ဓာကိုညာနဲ့စောင့်ကြည့်ဖြစ်ပျက်ခန္ဓာတွေ့လိမ့်မယ်အဲ့ဒီဖြစ်ပျက်ခန္ဓာမလွတ်တမ်းမလွတ်တမ်းရှုထာဂတကရှုနောက်မုံလိမ့်မယ်မုံပြီးတော့ဆုံးသွားလိမ့်မယ်ဆုံးရင်နိဗ္ဗာန်တွေ့တာပဲလို့အာရုံပြုပြီးတော့ကဲခုနာယီဝက်တာတာရှိသွားပြီဆက်လက်ပြီးတော့ကြံတဲ့အချိန်10နာရီထို့အောင် ရှုမှတ်ပွားများကြပါလို့ဘုန်းကြီးတရားတွေတိုက်တွန်းပါတယ်ကဲဆက်လက်ပြီးတော့ရှုမှတ်ပါ